မန်ချက်စတာယူနိုက်တက်အသင်းကိုပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့မြန်မာနိုင်ငံသားအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့မောင်မောင်လွင်အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ညမှာဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့အာဆီယံအော်စတာလို့ခေါ်တဲ့အသင်းဟာဆိုလို့ရှိရင်ကလပ်ဖရန်ဒလီပွဲစဉ်အဖြစ်ရင်ဆိုင်ကစားခဲ့ကြတာပဲဖြစ်ပါလေ အာဆီယံအော်စတာတင်ရဆိုလို့ရှိရင်တော့အာဆာအာရှလက်ရွေးစင်တွေပေါင်းပြီးတော့ဖွဲ့စည်းထားတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ပရီးမီးယားလိရဲ့နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့မနေ့ကချစ်ချီပွဲစဉ်ဖြစ်ရင်းဆိုင်ကစားခဲ့တာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့မြန်မာကစားသမားမောင်မောင်လင်းဟာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ကိုသွင်းယူခဲ့ပြီးတော့အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ပရီးမီးယားလိမ်းမှာဆိုလို့ရှိရင်နာမည်ကြီးဆုံး fan base အတောင်ဆုံးဖြစ်တဲ့ Manchester United တင်ဟာဆိုလို့ရှိရင်တော့ ASEAN All Star တင်နဲ့ကံခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းထပ်မံရှုံးနေခဲ့တာပဲဖြစ်ပါတယ်မယုတ်တဲ့အားဆိုလို့ရှိရင်ဒီအာဒီမှာအစိုးဆုံးအချိန်တွေကိုရောက်ရှိနေခဲ့ပြီးတော့သူတို့အနေနဲ့ပွဲစဉ်တိုင်းတို့လိုကိုရှုံးနေခဲ့တာပဲဖြစ်ပါတယ်။ ASEAN All Star တင်းတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့အခုတို့ line နဲ့ပဲပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာဆိုလို့ရှိရင်အာဆီယံအော်စတာသင်းရဲ့ပွဲစဉ်မှာစီနီယာကစားသမား၈ယောက်လောက်ထိတောင်မှအသုံးပြုခဲ့တဲ့အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ဂိုသမားနေရာမှာဆိုလို့ရှိရင်တော့ဖုန်ကိုရှင်အိုနာနာနောက်တန်းနေရာမှာကောင်းကြီးတိုက်စစ်ပိုင်နေရာမှာဟွိုင်လန်းတို့ပါဝင်လာခဲ့ပြီးတော့ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်းကက်ရှမဲရိုဦးကဒေးတွဲဖက်ကိုပဲမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဒီဘွဲသမားဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းဟာစီနီယာကစားသမား၈ယောက်လောက်ပါဝင်ကစားခဲ့ပေမဲ့အာဆီယံအော်စတာအသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ကစားခဲ့ရတာပဲဖြစ်ပါတယ်ပထမပိုင်းမှာဆိုလို့ရှိရင်အာဆီယံအော်စတာအသင်းကတော့ဂိုးရလို့နှီးပါအခြေအနေတွေရရှိခဲ့တာပဲဖြစ်ပါတယ်ပထမပိုင်းပြီးမှာဆိုလို့ရှိရင်တော့အာဆီယံအော်စတာအသင်းနဲ့မန်ချက်စတာယူနိုက်တက်အသင်းကဂေဂျီအသင်းတို့ဟာစီးစီးဆိုပြီးတော့တည်ကျနေခဲ့တာပဲဖြစ်ပါတယ်လူရီယာဝိုင်းမှာဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့ရဲ့အကြီးအကဲကစားသမားတွေဖြစ်တဲ့ဘရူနိုဖာနန်ဒက်၊ဂါနာချူ ပိုဗီမိုင်နူးတို့ကိုထည့်သွင်းကစားလာသေးခဲ့တာပဲဖြစ်ပါတယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းဟာလူစားလဲသေးခဲ့ပေမဲ့လည်းမမောင်လွင်ရဲ့တလုံးနဲ့သောဂိုးနဲ့ပဲအာဆီယံအော်စတာအသင်းကိုရှုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်ဒီဘွေးသမားဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ကိုသွင်းခဲ့တဲ့မောင်မောင်လွင်ဟာဆိုလို့ရှိရင်တော့ဒုတိယပိုင်းပွဲချိန်54မိနစ်မှာပါလူသားဝင်ကစားလာသေးခဲ့တာပဲဖြစ်ပါတယ်။ပွဲချိန်80မိနစ်ရောက်မှဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘက်ကိုအနိုင်ကိုတွင်းယူခဲ့ပြီးတော့ပွဲပြီးမှဆိုလို့ရှိရင်ဝမ်းစီဆိုပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်မောင်မောင်လေးဟာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးသွင်းပြီးတော့ဒီပွဲစဉ်ဟာအနိုင်ရရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပထမဦးဆုံးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုဂိုးသွင်းနိုင်တဲ့မြန်မာနိုင်ငံသားအဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ မန်ယူသင်းကိုဂီဂျီသင်းဟာဆိုလို့ရှိရင်တော့ပရီးမီးယားလိမာလဲရှုံစပိန်မှာသွားကန်လဲရှုံအခုအာရှမြေမှာလာကန်တော့လဲထပ်ပြီးရှုံနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အရှုံးတန်နေရာတွေကနေကိုမထွက်နိုင်သေးတာပဲဖြစ်ပါတယ်ဒါလေးကတော့မနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာ Manchester United အသင်းကိုဂိုးသွင်းနိုင်တဲ့ပထမဦးဆုံးသောမြန်မာနိုင်ငံသားအဖြစ်မှတ်တမ်းဝင်သွားတဲ့မမောင်လွင်ရဲ့သွင်းဂိုးလေးအကြောင်းလေးကိုပွဲပြီး review လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။အဆုံးထိကြည့်ပေးကြတဲ့ညီကိုလေးဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်။